ဇာသပတိနေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ15ရက်ကနေ21ရက်နေ့အတွင်းကာလဟာရပိုင်ခွင့်နေပြန်လည်တောင်းဆိုရရှိနိုင်တယ်အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကျိုးပေးတယ်ငွေကြေးကဏ္ဍလုပ်ငန်းကဏ္ဍဘဝကဏ္ဍတွေမှာထူးခြားစွာကောင်းခြင်းတိုးတက်ခြင်းနဲ့အလိုပြည့်စုံခြင်းနဲ့နှစ်သာတောင်ကြုံမယ် ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုတ်ကင်ခြင်းတို့ရဲ့ကောင်းသောကြိုးကျေးဇူးကိုရမယ်လူမျိုးပွဲလူမျိုးကြားကြိုးပေးမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ကြိုးပေးမယ်ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစံစာနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလိုက်ယုံတဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ်။ 15ရက်နေ့မှာရင်းနှီးသူများနဲ့စကားများတဲ့ပဋိပက္ခကြုံမယ်ပြီးမှအလိုပြည့်စုံမယ်အဲ့ဒီနေ့မှာမတော်တဆထိကမှန်ရကျူးဆိုင်ရမယ်အဓိကအနောက်ရက်ကိုတည်သွားစဉ်နေဖြစ်တတ်တယ်နေကတနိုင်ခွဲနဲ့ညနေ3နိုင်တွင်သွားလာကျူးဆိုင်ရမယ်16ရက်နေ့မှာတော့ရာရာစင်ပြေတဲ့ကံနဲ့တိုးတက်တဲ့ကံနဲ့ပေါ်ပေါက်တယ်မိကောင်းဆွေကောင်းထောက်ကူရမယ်19ရက်နေ့မှာ ရှင်ပြန်မှုမှမြောင်မြင်ခြင်းနဲ့ဘဝတွတ်တဲ့ခြင်းကံမြမခြင်းတွေကိုကြုံမယ်19ရက်နေ့မှာအတိုက်ခံအလုံးကိုကြော်ပြီးမှလိုရာပြည့်စုံမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေကြိုးပြမယ်20ရက်နေ့မှာရီမန်းချက်သစ်တွေအောင်မြင်မယ်ပိတ်နေတဲ့လမ်းကြောင်းကိုပြန်ပွင့်မယ်အရဝင်းနဲ့ဆက်ဆက်တဲ့ကြိုးပြမှုကံကောင်းခြင်းကိုကြုံမယ်21ရက်နေ့မှာငွေကြေးလက်လာပါဥစ္စာဒနာနဲ့ပတ်သက်တဲ့ကံကောင်းခြင်း ဘဝတိုးတက်ခြင်းနေရှိမယ်မတော်တဆညကျူးဆက်ရမယ်တောင်ရက်ကုန်တည်သွားစရာညရှိတတ်တယ်နေခင်းဆက်နှစ်နိုင်တဲ့တဏ္ဍာရွဲ့တွင်အသွာနာနေတိုင်းအထူးပြုကျူးဆက်ရမယ်ဒီကာလအတွင်းမှာအပြာရောင်မိခွရောင်နှုတ်နှစ်ရောင်တို့ကိုအချိုးပြည့်တဲ့ရောင်တွေဖြစ်သွန်ဆွဲနိုင်တယ် သုံးခုကိုကနန်းနေကျိုးပြီးတယ်ကြာသပတိနေပုံထူးနေအင်္ဂါနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနေ့လာနေတောက်ကြနေမွေးသူများကြောင့်စိတ်နောက်ဆက်လေးတွေရှိတတ်တယ်အလုံးစည်းဘွားတွေလုတ်တဲ့ခိုင်တဲ့အခါမှာအောင်မြင်စေရန်တို့ကရွှေရောင်တွေချိတ်နေငွေရောင်တွေချိတ်တစ်ခုနဲ့တစ်ခုချိတ်တွေပြီးတော့အိတ်ထဲထဲဆောင်ပြီးလုံလုံပါအောင်မြင်ခြင်းတွေရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်